အနာသိဆေအစုကပြုလုပ်မဲ့ပထမပိုင်းရွေးကောက်ပွဲကျင်းပမယ့်ရက်ဒီဇင်ဘာလ28ရက်နေ့ဟာတက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းသူကျောင်းသားတွေကျောင်းတက်ရမယ့်ရက်ဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေအနေနဲ့ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့စစ်ကော်မရှင်ဩဇာခံရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်လိုက်ပါတယ်ပကြကေမှာတက္ကသိုလ်ကောလိပ်ကျောင်းတွေပြည်လဲဖွေးလက်တော့မှာဖြစ်သလိုရွေးကောက်ပွဲအပိုင်း1ကျင်းပမဲ့ဒီဇင်ဘာလ28ရက်နေ့မှာ ကျောင်းတက်ရောက်နေကြရမှာဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေအနေနဲ့အသက်ပြည့်ပြီးဥပဒေအရမဲပေးပိုင်ခွင့်ရှိသူတွေဖြစ်ရင်မဲပေးခွင့်မဆုံးရှုံးစေဖို့ကြိုတင်မဲပေးနိုင်တယ်လို့နိုဝင်ဘာလ၈ရက်နေ့ကထုတ်ပြန်ခဲ့တာပါနိုဝင်ဘာလ18ရက်နေ့ကနေ21ရက်နေ့အထိမဲဆင်းပါရှီယာရက်ွက်ဓမ္မမဟုတ်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာနိုင်ငံသားစစ်စေးကတ်နဲ့ចောင်းသားကတ်တွေပြသပြီးကြိုတင်မဲပေးနိုင်တယ်လို့လဲ UEC ကဆိုရတယ် အနာသိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အထူးရာရွေးကောက်ပွဲဖြစ်တယ်လို့မြို့သားညညရဲ့အစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်။အနာသိစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုစတင်ဖို့တရားမဝင်အထူးရာရွေးကောက်ပွဲ သပိတ်မှောက်စတင်ရေးကာလအဖြစ်အော်တိုဘားလ28ရက်ကနေဒီဇင်ဘာလ31ရက်အထိသတ်မှတ်ကြောင်းလဲတော်လိုင်းအင်အားစုတွေကကြေညာထားပါတယ်ရှင်။